န္တလေးသားတွေအထုံးမြတ်ချားရမန္တလေးတောင်ပေါ်ကမွေကြီးနှက်ကောင်သမိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Crazy Angle နေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။မန္တလေးတောင်လို့ကြားလိုက်တာနဲ့ကိုမြွေကြီးနှက်ကောင်ကိုပဲဥစွာမြင်မိကြမယ်လို့ထင်ပါရစေ။ တောင်တော်ရဲ့သမိုင်းကြောင်းကိုဆက်ဆက်ရမယ်ဆိုရင်ရတိကြီးဦးခန့်ဒီနဲ့လည်းကင်းကွာလို့မရပြန်ပါဘူး။မြွေကြီးနဲ့ကောင်သမိုင်းကိုမေးလိုက်တိုင်းရတိကြီးဦးခန့်ဒီတော်ရှင်ရင်တွေ့တယ်လို့ပါဇက်ရာဇဝင်နေအရပြောကြပါတယ်။တကယ်တော့မြွေကြီးနဲ့ကောင်ရဲ့သမိုင်းဟာရတိကြီးဦးခန့်ဒီတဲ့စောကြောင်းစာရင်းမှာဆိုထားပါတယ်။ကနဦးသမိုင်းအစကတော့ဆရာတော်ဦးနန္ဒီယာက1266ခုနှစ်မှာ တောင်တော်ခပန်းမှာရှိတဲ့ဗျာဒိတ်တော်ဘေးဖျားရုပ်တုတော်ကိုကြီးမှုပြီးတော့ ုလုပ်ခဲ့ပါတယ်ထူးလုံချိန်အတွင်းဥဆောင်ခဲ့သူကတော့ မန္တလေးမြောက်ပြင်ရဲ့လင်းစင်းရက်ွက်အတွင်းမှာ နေထိုင်သူဥပေဖြစ်ပါတယ်။ဥပေရောဘဘဲဆရာတစ်ပိုင်းမြမဆေးဆရာဆိုလဲမမားပါဘူး။ညတညမှာဥပေရဲ့အိမ်ဝင်းထဲကိုစပအုံးမွေစည်းနဲ့ကောင်ကလမ်းမပြီးတော့ရောက်လာခဲ့ကြပါတယ်။အဲ့ဒီခေတ်အဲ့ဒီအချိန်ကမန္တလေးမှာမြောက်ပြင်ဆိုတဲ့အရက်ဟာမြို့ရဲ့အစွန်ဖျားနေရာတစ်ခုဖြစ်ပါတယ်။စီကားမှုလည်းစိုးတလောက်မရှိတဲ့နေရာပေါ့။မနက်လင်းတော့ဥပေရောအိမ်ဝင်းအတွင်တန်ရှေးလုံရင်း မွေကြီးနှစ်ကောင်ကိုတွေ့တော့မောင်းထုတ်ခဲ့ပေမဲ့လည်းထွက်မသွားတာမို့ဦးပေကမွေဆရာဦးလုံးကိုခေါ်ပြီးတော့ပြရပါတော့တယ်။မွေဆရာဦးလုံးကမွေကြီးနှစ်ကောင်ဟာစပအုံးအမျိုးအစားဖြစ်လို့လူကိုရံမပြုတ်တတ်ကြောင်ပြောပြကာမွေကောင်းနေမို့ဆရာဘေထန်းကနေခွင့်တောင်းပြီးတော့ယူသွားခဲ့ပါတယ်။အဲဒီနောက်ဦးလုံးကမွေကြီးနဲ့တောင်ကိုလူစီကားရာစီရီဖျားရီရက်ခွက်တီအတွင်းမှာလှဲ့လှဲ့ပြီးတော့ပြဆားပါတော့တယ် တနေ့မှမွေကြီးနှက်ကောင်ရဲ့တဲ့ရင်ကိုဆရာတော်ဦးနန္ဒရာကသိရှိသွားပြီး ဥကလုံးထံကနေမွေကြီးနဲ့တောင်ဝအကြောင်းပြုကစီးပွားရှာခဲ့တာမှလည်းပတ်စံအတော်အသင်းလောက်ရခဲ့ပြီးပြီမို့မွေကြီးတွေကိုဖုန်ကြီးစီကိုလှူဖို့နဲ့ဖျားဖူးလာသူတွေအပန်းပြေနိုင်အောင်မန္တလေးတောင်ကြီးမှာထားကျင်ကြောင်းပြောပြီးတော့အလူခံခဲ့ပါတယ်ဒီလိုနဲ့ပဲဥကလုံးထံကတဆင့်မွေကြီးနဲ့တောင်ကမန္တလေးတောင်ကိုရောက်ခဲ့ပါတယ်ဆရာတော်ကမွေကြီးနဲ့တောင်ကိုတောင်အတက်ကချင်းသေးကြီးနဲ့တောင်အနီးမှာထားပြီးတော့ဖျားဖူးလာသူတွေကိုပြသခဲ့ပါတယ်တခဏအတွင်း င်းဆိုသလိုမွေကြီးနဲ့ကောင်းတဲ့ရင်ကနေရက်တတော်များစီကိုပြောင်းလဲသွားခဲ့ပြီးတော့လာရောက်ကြည့်ရှုသူတွေကလည်းတနေ့ထက်တနေ့ကိုပုံမစီကားလာခဲ့ပါတယ်။အခုလောလောထားကလည်းမွေကြီးနဲ့ကောင်းကိုအချောင်းပြုတ်ပြီးတော့ဗျာဒိတ်ပြီးဖျားထုလို့ဖို့အတွက်အလူခံခဲ့တယ်လို့ဆိုပါတယ်။ဆရာတော်ကဖျားထုလို့ချင်းတနေ့နဲ့ရှလအကြမှာတော့ဖျားစင်တူတော်လည်းထုပြီးပြီမို့သာသနာပြုဖျားအမတို့သွားလို့ရသွားကြပါတော့လို့ဆိုကား မန္တလေးအရှိဘက်ရှိရန်ကင်းတောင်ဘက်မှနေတောအတွင်းကိုပြန်လွတ်ပေးခဲ့ပါရယ်။မွေကြီးတွေကတောအတွင်းထဲမှာတည်ရှိတဲ့တွင်ကြီးတင်းတွေကိုဝင်သွားပြီးတဲ့နောက်ပိုင်းသူတို့ရဲ့တရင်အစနာကို လုံးဝမကြားရတော့ပါဘူးတဲ့။မွေကြီးတွေမရှိတော့ပေမဲ့ စကမ်းမဝေးပေါင်မန္တလေးတောင်မွေကြီးနကောင်သွားလို့ကြည့်ရအောင်ဆိုတဲ့သတင်းကတော့အခုထိတိုင်ကျင်းကျန်ရလို့နေခဲ့ပါတယ်။မွေကြီးနကောင်ကိုတော်အတွင်ပြန်လို့ပြီးချိန်မှသာရသေးသည်ဦးခန့်တီကမန္တလေးတောင်စီကိုရောက်ခဲ့ပါတယ်။ ခုနပြပြခဲ့တဲ့မွေကြီးနှကောင်ရဲ့တရင်စကားတွေကြောင့်ရသည်ကြီးဟာရခင်မွေကြီးနှကောင်ကိုစားတန်မွေဟောက်အယောက်ကြီးနှကောင်ကိုသွန်လောက်ကတောင်ပေါ်မှာ ထားရှိခဲ့ပါတယ်။မွေနှကောင်ရဲ့ပုံစံကိုရှေးစနောက်ဆင့်အသွင်ပြုတ်လောက်ကတောင်နဲ့မြောက်ဖက်တစောင်းမှာထားခဲ့တယ်လို့ဆိုပါတယ်။ မွေကြီးနှကောင်နဲ့ပတ်သက်ပြီးတော့မရေမယာအမျိုးမျိုးပြောကြရေးသားကြတာကလည်းမနှဲလာပါဘူးမွေကြီးနှကောင်ကရှီအခါကစံတပြေငွေတမန်းနဲ့အရက်လေကပြားလေးရှိတဲ့မြောက်ပြင်တဝယ်ရက်ကအလယ်မှာဆရာတယောက်က သူခိုင်းစားလာတာစာချုပ်နှစ်စီးတာကြောင့်လာရောက်လွတ်ထားတဲ့မွေကြီးနဲ့ကောင် ဖြစ်တယ်ဆိုတာကိုပြာထိပ်ပေးဖျားကြီးထုလုပ်ဖို့ရာတည်ဆောင်လာကြတဲ့ကျွန်းသစ်တုံးကြီးရဲ့တက်ကောင်တက်ခုံတို့အကြားမှာကပ်ပြီးတော့ပါလာတဲ့မွေကြီးနဲ့ကောင် ဖြစ်တယ်ဆိုတာကတမျိုးရသေးကြီးဥခန့်တီနဲ့မတူသာသနာပြုခဲ့တဲ့မွေကြီးနဲ့ကောင်ဖြစ်တယ်ဆိုပြီးပါပါဇက်ရာဇဝင်ပေါင်းများစွာရှိနေခဲ့ပါတယ်ဒီအထက်အားမှာဖြစ်နိုင်သေးရှိတဲ့ဇက်ကြောင်းလေးနှစ်ခုကိုတင်ဆက်ပေးသွားကြပါရစေရှင် ဒုတိယတစ်ခုကိုစာအနေနဲ့တွေးရှိရတာကတော့မွေကြီးနှကောင်ကမန္တလေးတောင်ကိုပြုပြင်ဖို့ရာတော်များရှင်းစင်ကတွေးရှိခဲ့ရတဲ့မွေကြီးနှကောင်ဖြစ်တယ်လို့ဆရာတော်ဦးပန်းနေစာရဲ့ရသေးကြီးဦးခန့်ဒီရဲ့အထုပ်ပတ်တိမှာပါရှိပါတယ်။စာပါအကြောင်းအရာတွေကတော့ရသေးကြီးဦးခန့်ဒီကပြာရိပ်ပေးဖျားကြီးရဲ့အနောက်ဖက်ထရွယ်မိုးတဲချောင်းလေးအတွင်သတင်းသုံးကအလူခန့်စဉ်အချိန်ကတရားအထုံနေတဲ့ညအချိန်တစ်ခုမှာကျောင်းအောက်ကိုရောက်ရှိလာခဲ့ကြတဲ့မွေကြီးနှကောင်ပဲဖြစ် ဖြစ်ပါတယ်တဲ့မြေသူတူတယောက်ကိုမှရံမမှုကြပါဘူးတဲ့ရသေးကြီးရလည်းထိုက်တဲ့အစာရေစာတွေကိုချွေးမွေးပြုစုဆောင်းရှောက်ထားပေးခဲ့ပါတယ်မွေကြီးနဲ့ကောင်ကိုလာရောက်ကြည့်ရှုသူတွေဟာမန္တလေးမြို့ပေါ်သာမက မြန်မာပြည်အနှံ့အပြားကဖျားဖူးတွေကလည်းမန္တလေးတောင်ကိုလာရောက်ကြပြီးတော့အထူးစီကားခဲ့ကအလူငွေတွေလည်းထိုးပွားလာခဲ့တာကြောင့်တာသနီးကအဆောက်အဦတွေမှာလည်းမြ мян ဆန်ဆန်ပဲပြီးစီးသွားခဲ့ပါတယ်တဲ့အဲ့ဒီအချိန်မှာပဲရသေးကြီးကမွေးနှကောင်ဟာတွေ့ဝိုက်တဲ့နေနဲ့မန္တလေးတောင်ရဲ့ဖျားတရက်ကဖျားတရက်ကမတွေဖြစ်ကြတယ်ဆိုတာကိုထာဝရမတန်းတင်ဂုံပြုလိုတာဖြစ်တဲ့အတွက်တောင်ပြင်ကျွန်းလုံးအုတ်ဆောင်ရက်ွက်အမှတ်900မှတောင်တစိတ်တန်စိန်အလုံးယုံပိုင်ရှင် င်းရှေးခစ်တန်ရီကျုံနမဲကျော်ဖိုထောင်ဆရာကြီးဦးဝင်းကိုတောင်ပေါ်ကိုအရောက်ခေါ်ယူခဲ့ပြီးတော့ကျောင်းအောင်မှာရှိတဲ့မွေကြီးနှစ်ကောင်တို့ကိုပြတာကမွေးနှကောင်ပုံကိုတန်ရီကျုံပုံစံသွန်းလောင်းပြုလုပ်ပေးဖို့တာဝန်ပေးလိုက်ပါတယ်တဲ့ပပင်းထောင်နေတဲ့ပုံကတော့ရံမှုနေတဲ့ပုံမဟုတ်ပါမွေတို့ရဲ့တဘာဝအလှကိုပေါ်လင်စေဖို့အတွက်ရသေးကြီးရဲ့အကြံပြုမှုကြောင့်ဖိုထောင်ဆရာကြီးဦးဝင်းက သူ့ရဲ့နာမည်ကြီးတပည့်တွေဖြစ်ကြတဲ့ဦးမောင်ကြီးဦးလာဘော်နဲ့ဦးအောင်တင်တို့နဲ့အတူတန်ရီကျိုးပုံစံကိုအနုပညာစွမ်းနဲ့လက်စွမ်းပြပုံဖော်ထားတာဖြစ်တဲ့အတွက်ဒီကနေ့ကဘာလဲခီးတယ်ရီကိုရောဖျားဖူးလာသူတိုင်းကိုပါကြီးရှုလို့မဝနိုင်လောက်အောင်စွမ်းဆောင်ထားနိုင်ခဲ့တာပါ။လာရောက်ဖူးမြော်ကြသူတွေအားဆိုရင်လည်းငွေကြီးနဲ့ကောင်ရဲ့ပါဇက်အတွင်းကိုအလူငွေတွေထည့်သွင်းပြီးတော့လူဒန်းလေးရှိကြပါတယ်။အခုအချိန်မှာတော့ငွေကြီးနဲ့ကောင်ရုပ်ထုတွေကိုစိမ့်ရီခြေသားကတ န်စကာရီနဲ့မြောင်ဖက်ဆောင်တန်းအထက်ထိတ်မှာပြသထားတယ်ဆိုတာကိုဒီကနေ့တိုင်းမြင်တွေ့နိုင်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်များအားလုံးကိုခြေတော် crazy အင်္ဂါနေပြီးတော့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်